120တိပါတယ်120တိနော်နောက်ဆုံးသူ့မှာပတ်စံမရှိတော့လို့အဲပတ်စံမရှိတော့တဲ့ဥစ္စာကိုနောက်ထပ်သိန်းအဲ120ကုန်သွားတဲ့ဥစ္စာကိုနော်အဲ120ကသူ investment mission ကိုထပ်မလုပ်လို့ကုန်တာပါဆိုပြီးတော့ထပ်လုပ်ဝင်ကောင်းမလားဆိုတဲ့အချိန်ညမှာကျွန်တော်လာမိတာညီမကချိတဲ့ဟိုဟာလေးကိုလည်းပေါင်လိုက်ပြီ။ तू ကသူ့ရဲ့ sign လို့လည်း तू ပေါင်လိုက်ပြီ ဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့အားလုံးသတိထားရှောင်ကျဉ်လို့ရအောင်လို့လုံးဝဗဟုသုတရရစီမဲ့သတင်းလေးပဲဖြစ်တယ်ဗျ။ Viber နေပြီးတော့ကိုယ့်ရဲ့အကောင့်ထဲကိုလာဟိုင်းပြီးတော့ဗောနော Channel တစ်ခုကို Subscribe လုပ်ရင်ပတ်စံရမယ်လို့လာပြောလိုက်ရင်တငယ်ချင်းတို့လုံးဝမလုပ်ကြနဲ့ဗျ။ဒီလို Subscribe လုပ်မိလို့ဗောနောပတ်စံကိုသိမ်းရာချီထောင်းချီပါသွားတဲ့လူတွေအများကြီးပဲဗျ။ ဒီလိုနီးလန်းနဲ့ပဲအရင်တုန်းကကျွန်တော်ကိုလာဟိုင်းပူတယ်ကျွန်တော်ကိုယ်တိုင်တော့မှ subscribe ဝင်လောက်လိုက်သေးတယ်ဗျဘာပေမဲ့နောက်ပိုင်းတော့ကျွန်တော်ဒါဟာလိန်နဲ့နီးလန်းကြီးဆိုတာကိုတည်သွားတဲ့အတွက်ဒီနီးလန်းကိုလုံးဝလိုက်မလုပ်တော့ဘူးကျွန်တော်ရဲ့ account နဲ့ရလဲလုံးဝဖယ်ရှားလိုက်တယ်ဗျကြည့်နေကျွန်တော်တငယ်ချင်းနေလဲဒီလိန်နီးကဘလို့လိန်နီးလဲငါတို့ဟောအခုဒီလိန်နီးထဲမှာခံနေရလားဆိုတာကိုသိရှိရဖို့အတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသာကြည့်လိုက်ကြဗျာနော် ိန်းကိုရာချီပြီးတော့ပါသွားတာနော်ဒီလိန်ကြီးကအရင်ကြောက်ဖို့ကောင်းတယ်တွားပြီးတော့မစမ်းမိသေးနဲ့ဘယ်လိုမျိုးလာမလဲတို့ရဲ့လမ်းကြောင်းကိုပြောပြမယ် YouTube ကို channel ကို subscribe လုပ်ရမယ်ဆိုရင်လိန်ကြီးပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်အရင်ဆုံးလာပါ Viber ကနေလာလိမ့်မယ် Viber ကနေစာရေးမှစကားပြောလိမ့်မယ်ကောင်မလေးချောချောလေးသို့မဟုတ်ကောင်လေးချောချောလေး main လေးဆိုလို့ရှိရင်ကောင်လေးချောလေးပုံသုံးလိမ့်မယ်ယောက်ျားလေးဆိုလို့ရှိရင်ကောင်မလေးချောချောလေးပုံသုံးလိမ့်မယ် Viber ကစာပြီးလာလိမ့်မယ် Viber ကစာမိတ်ဆက်မယ်ပြီးလို့ရှိရင် online ကနေပြီးတော့ငွေရှာတဲ့လုပ်ငန်းလုပ်ဖို့အတွက်ကိုစပြီးတော့စီးရုံးလိုက်မယ်။အိမ်မှာနေနဲ့လုပ်လို့ရုံပဲ။အင်းရှင်မတွေခံရမယ်။ အကူဝင်ဝင်လိုချင်လို့ရှိရင်ခံရလိမ့်မယ်ပတ်စံဆိုတာကျွန်တော်အများကြီးလွယ်လွယ်နဲ့မရဘူးဘယ်တော့မှပတ်စံဆိုတာရှားတာမလွယ်ဘူးပတ်စံဆိုတာရှားတာခက်တယ်လွယ်လွယ်ဆိုလို့ရှိရင်အဲ့ကူမှားနေပြီဘယ်ကြိတ်တွေမှမှားနေပြီလိမ့်ဖို့ကများနေပြီအဲ့တော့သူတို့ပြောတဲ့ပုံစံ online နေပြီလို့ရှားမယ် subscribe လုပ်ရမယ်ဆိုပြီးတော့ Fiverr နေလာတယ်ကျွန်တော်စကားပြဆက်ကြမယ်နော် Fiverr နေလာတယ်ပြီးလို့ရှိရင်ဘယ်လိုသွားဟိုင်းလဲဆိုလို့ရှိရင် Telegram group ကိုသွားဟိုင်းတယ် Telegram နေက group ကိုသွားပြီးတော့မှအဲ့ Telegram group ကိုဝင်ဟိုင်းတယ် Telegram group ကိုဝင်ပါတော့အရင်ဆုံး drive ဟိုက်မှာ group ကိုတန်းနိုင်တာမဟုတ်ဘူးအရင်ဆုံး Telegram တစ်ယောက်ကိုသွားပြီးရစကားပြောခိုင်းတယ် ပြီးအဲ့တယောက်ကမှသူ့ရဲ့ group တွေကိုထည့်ပေးတယ်အဲ့ group တွေရောက်သွားပြီဆိုလို့ရှိရင်အဲ့ group မှာသူတို့က channel တစ်ခုပို့ပေးတယ်အရင်ဆုံးအစမ်း link ပေါ့နော်အဲ့ link ပို့ပေးတယ်အဲ့ link က YouTube channel link တကယ် YouTube channel ပဲ YouTube ရှိတဲ့ channel ပဲ link ပဲဒါပေမဲ့သူတို့ channel မဟုတ်ဘူးတခြားသူတွေရော channel ဖြစ်တယ်အဲ့ link ပို့ပေးတယ်ကိုကအဲ့ channel ကိုဝင်ဝင်ပြီးလို့ရှိရင် subscribe လုပ်လုပ်ပြီးလို့ရှိရင်အဲ့ subscribe တဲ့ဥစ္စာလေးကိုကိုက screenshot ရိုက်ပေးရတယ်သူတို့ပြန်ပို့ပေးရတယ် ပို့ပေးလိုက်ပြီဆိုရပြီကိုယ့်ရဲ့ KB နံပါတ်နဲ့နံပါတ်နဲ့ပို့ပေးလိုက်အဲ screenshot ပို့ပေးလိုက်ဒါဆိုလို့ရှိရင်တို့က okay အဆင်ပြေ fine တယ်ဆိုပြီးတော့မှငွေလွှဲပေးလိမ့်မယ်ဆက်စားဦးချင်းပထမဦးဆုံး project ဆိုပြီး2000ဒေါ်လာတို့လွှဲပေးတယ်တကယ်ရတယ်အပစံက2000ဒေါ်လာရတယ်ပြီးရင်ပါလာလို့တို့ရဲ့ mission ဆိုတဲ့စာရေးစပြီးလာပြီ mission mission လောက်ရမယ် mission လောက်ရမယ်ဆိုတာပါလဲဆိုတော့တို့တနေ့ကို channel ဘယ်နှခုပို့ပေးမှာလဲ channel ဒီမှာဆိုရှင်အခု20ပြောရတယ်ဟုတ်တယ်အခု20ပို့ပေးလိမ့်မယ်အဲ20ကိုသူကကိုကတစ်ခေါက်ပို့ပေးတိုင်းကိုကဝင်ပြီးမှ screenshot ရိုက် subscribe လုပ်ပြီးရင် screenshot ရိုက်တို့ပို့ပေးပုံမှန်ပေါ့နော်တို့က မိနစ်20အဲ့ဒါနိုင်ဝဲအဲ့လိုမျိုးချပြီးတော့မှမရှင်တစ်ခုတစ်ခုပို့ပေးတယ်တစ်ခေါက်ပို့ပေးတယ်အဲ့မရှင်တစ်ခေါက်တစ်ခုမရှင်ဘယ်နှခုပြီးပြီဆိုလို့ရှိရင် तू ကပတ်စံတစ်ခါလွှဲမယ်အဲ့လိုမျိုးဥပမာမရှင်5ခုပြီးလို့ရှိရင်ပတ်စံတစ်ခါလွှဲမယ်အဲ့လိုမျိုးသွားတယ်အဲ့တော့မရှင်5ခုပြီးပြီဆိုလို့ရှိရင်ကို့မရှင်5ခုပြည့်တဲ့ကြောင်သူတို့တပြောရတယ်အဲ့မှာ तू ကပတ်စံတစ်ခါထပ်ပြီးလွှဲပေးတယ်ထောင်ဝင်နှန်းထပ်ပြီးရရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်မရှင်6ခု9ခုခုလာပြီးရနောက်မှာမရှင်တစ်ခု true zen ဝင်လာပြီအဲ့မှာစပြီးတော့ subscribe ဖုတ်တော့မဟုတ်တော့ဘယ်နဲ့ဘာလုပ်ရမလဲဆိုတော့ ကိုကိုတိုင်းစပြီးတော့ယင်းနှိမ့်နိုင်မယ် mission ဆိုပြီးတော့မှတစ်ခုဝင်စပြီเนาะအဲ့ဒါဘာလဲဆို crypto currency တွေမှာယင်းနှိမ့်နိုင်ရမယ်ဒီနေရာတွေမှာ investment လုပ်ရမယ်အဲ့ investment လုပ်တဲ့ပတ်စံကို mission လုပ်ပြီးလို့ရှိရင်ဒုတိယ mission ကြလို့ရှိရင်ဒီ mission ပြီးလို့ဒီဒီ mission မှာကပတ်စံထည့်ရမှာကေဘေးနဲ့ပတ်စံလမ်းထည့်ပေးရမှာသူတို့ထည့်အဲ့ mission ပြီးတော့ဒုတိယ mission ကြလို့ရှိရင်အဲ့ထည့်တဲ့ပတ်စံရောအမျက်ပတ်စံရောကိုကရမယ်ဆိုပြီးတော့စပြီးပြီးဆွဲဆောင်အောင်အဲ့ဒီမှာကိုကလောဘတက်မယ် okay ပထမရှိမှလည်းကိုတကယ်ပတ်စံရရတယ်ပထမဦးဆုံးစကားချင်း register လုပ်တဲ့နေနဲ့ subscribe တစ်ခုကို channel တစ်ခုကို subscribe လုပ်တော့ စကားတွေအောင်လုံးတယ် channel တစ်ခုကို subscribe လုပ်တော့ပတ်စံထောင်ခဏရတယ်2000သို့မဟုတ်3000ရထားတယ်ဒုတိယတစ်ခါထပ်ပြီးတော့မှပုံမှန် mission တွေကိုဆက်ပြီးလုပ်တဲ့အတွက် subscribe တွေဆက်လုပ်ရတဲ့အတွက်ပတ်စံထပ်ပြီးတော့မှထောင်ခဏလေးဆက်ရထားတယ်ဒါအဲ့တော့ကိုယ့်လက်ထဲမှာ5000လောက်ကိုကကိုယ့်အကောင့်ထဲကိုရောက်နေပြီတကယ်လည်းကိုကထုတ်ပြီးတော့သုံးလို့ရနေပြီဆိုတော့အာမဆိုးဒီကောင်ကတကယ်အလုပ်ဖြစ်တယ်တကယ်ပတ်စံရတယ်ဆိုပြီးတော့ထင်သွားတယ်အဲ့မှာလူတဲ့ဒေါ်ပါချတာပေါ့နော်မဆိုးလွယ်လွယ်လေးရတယ်ဘာမှလုပ်ရမလို့ကိုက subscribe လေးလုပ်ပြီးတော့မှသူ့ကို subscribe ပို့ပေးရမယ်ဆိုပြီးတော့ကိုကလောဘစပြီးတက်လာတယ် အဲ့ချိန်မှာဒီ mission ကြည့်နေကျွန်တော်တငယ်ချင်းနေတယ်เนาะအခုဒါမျိုးကြုံနေရလားဗျာเนาะဒါမျိုးကြုံနေရတယ်ဒီအကိုပြောတဲ့လိုမျိုးကြုံနေရတယ်ဆိုရင်လုံးဝအဲ့အကောင့်ထဲကထွက်ပလိုက်ဗျာเนาะလုံးဝအဲ့အကောင့်ထဲမှာမနေတော့နဲ့เนาะတငယ်ချင်းတို့ဆက်လက်ပြီးတော့လေယင်းနီမမြုပ်နှံကြတော့နဲ့ဗျာအဲ့မှာဒီ mission ကိုလိုချင်တယ်ဒါပေမဲ့ကိုကကြောက်တယ်ကြောက်တော့အဲ့ mission ကိုကြော်လိုက်တယ်မလုပ်ဘူးကွာဆိုပြီးတော့ပတ်စံသွင်းရမှာဟုတ် तू က2000လား4000လားမသိဘူးအဲ့ဒါစပြီးရထည့်ရတာကိုကသွားပြီးတော့2000လောက်သွားပြီးတော့စမ်းထည့်ပြီးလို့ရှိရင်ငါမှမဟုတ်ဘူးเนาะအဲ့တော့ကိုကမယုံဘူးမယုံတော့မထည့်ဘူးကြော်လိုက်တယ် ော်လိုက်ပြီဆိုတော့ဘာလုပ်လဲဆိုโอเคဒီ mission ကိုကြော်ရတဲ့အတွက်ရတယ် mission ကြော်ရင်ကြော်လို့ရတယ်သူကပြောတယ်โอเคပြဿနာမရှိဘူးကြော်ရင်ကြော်လို့ရတယ်မလုပ်နေရတယ်ပတ်စံမသွင်းနိုင်အောင်ရတယ်ဒါပေမဲ့ mission ကြော်လို့ရှိရင်နောက် mission ကြလို့ရှိရင်သူကပတ်စံရော့သွားကိုရတဲ့ပတ်စံနေပါအောင်ခုမှတစ်ထောင်ရလို့ရှိရင်200ရော့ပါတယ်800ပဲရမယ်အဲ800ရလို့ရှိရင်200ရော့ပါတယ်နောက်ဆုံးကျတော့တဖြည်းဖြည်းရော့ရော့နောက်ဆုံးကိုပတ်စံ200ပဲရှိတော့200ပဲရတော့တယ်ရတော့ဒီမှာကိုကခုနဖိုင်ပါလာဆက်သွယ်လိုက်ပြီတော့မေးပြီပတ်စံက200ပဲရတော့တယ် mission ပုံမှန်လုပ်တယ်ဒါဆိုလို့ရှိရင် investment mission ကိုမလုပ်ဘူးမလားယင်းနည်းနည်း mission မလုပ်ဘူးမလားသူကမေးတော့မယ် ဟုတ်တယ်အဲ့ machine ကိုမလုပ်ဘူးဟုတ်ဘူးအဲ့ machine လုံးမရမယ်အဲ့ machine ကိုလုံးတော့မှပြန်ပြီးမှ machine ပြန်ပြည့်မယ်ဒါလိုမျိုးသူကစပြီးဆွဲဆောင်အောင် investment machine ထည့်ရတာမယ်အဲ့ဆက်စပြီးတော့မှကိုယ်ပတ်စံထည့်ဖို့အတွက်သူကစပြီးဆွဲဆောင်အဲ့မှာကိုကလောဘတက်ပြီးတော့ဟုတ်သားပဲသူတို့တကယ်လဲပုံမှန်ကိုယ်ပတ်စံလွှဲပေးနေတာပဲဆိုပြီးတော့မှ investment machine ကိုတွားပြီးလုပ်ပြီဆိုလို့ရှင်တော့ငါးပါးမှောက်ပြီစပြီးရပလုံးဘယ်လိုမျိုးတွားပြီးတော့သိရင်ယာချီတိပါလဲဆိုလို့ရှင်စိတ်ပြော့တဲ့သူတွေတချို့တွေကအဲ့ဒီ2000လွှဲတယ်လွှဲပြီးတဲ့အချိန်မှာနောက်ထပ်မရှင်ထပ်လို့လုပ်တဲ့အချိန်မှာအဲ့2000မရတော့တော့ပြန်ပေးတော့ အဲ့တော့သူမြတ်သွားပြီမြတ်သွားပြီဆိုတော့ရှင်အဲ့2000ကိုကိုကြီးပြန်မလာတော့ဘူး4000လောက်မပြီးစာရင်းနှီးမြှုပ်လာတာ4000လောက်မြှုပ်လိုက်တယ်ဆိုတော့အဲ့4000ကိုကိုကြီးပြန်မလာတော့မလာချိန်မှာကိုကသွားပြီးရ complaint တက်ပြီဒါမှ4000 investment mission ထည့်ထားတယ်ဘာလို့မရလဲမင်းကလည်းဆိုလို့ရှင်သူကဘာပြောလဲဆိုတော့ okay မရဘူးဆိုတာကညီမလေးတို့လွတ်တာရေးလွတ်တာမှားနေလို့ကိုလွတ်တာမှားနေလို့တခုခုလွဲနေလို့ mission လွဲနေလို့အဲ့ဒါမရတာအဲ့တော့ mission ကိုပြန်ပြီးရဖြေရမယ် mission ပြန်ဖြေဖို့အတွက်ထပ်ပြီးရအဆင့်ထပ်လုပ်ရမယ်ဆိုထပ်ပြီးရသူဒါမှမ mission ထပ်ဖို့လေ ကိုအောင် subscribe လို့ဒီရော subscribe လို့ပုံမှန်ပေါ့နော်အဆင့်၅ဆင့်တော့လုတ်ခိုင်းမယ်လုတ်ခိုင်းပြီးတော့မှအားလုံးအဆင့်မှနောက်ဆုံးအဆင့်ရပါတော့နောက်ဆုံးအဆင့်ကထပ်ပြီးပတ်စံထည့်ရတာထပ်ပြီးပတ်စံထည့်ပြီးတော့မှ investment ပြန်ဖြေရမယ်ဖြေရမယ်ဆိုတော့ဒီရောက်ပြန်ထည့်ရမယ်ထည့်တော့မှရှေ့ရပတ်စံရောဒီနောက်ကထည့်ရပတ်စံရောအားလုံးပေါင်းပြီးတော့မှတူရင်းပေါင်းပြီးမှနောက်နောက်ထပ် subscribe လုပ်တဲ့ mission ကြလို့ရှိရင်ပတ်စံရမယ်ဆိုပြီးတော့ပြောအဲကြတော့ကိုကရှေ့မှာပတ်စံနေရလဲသုံးထားပါတယ်သုံးထားပါတယ်ဆိုတော့ပတ်စံလဲဆွဲခေါ်တော့ရှေ့မှာလဲကိုပတ်စံရတာသူ့ကိုလဲယုံတယ်ယုံတယ်ဆိုတော့ထပ်ထည့်တယ်ပတ်စံပတ်စံထည့်မှရမယ်ပတ်စံထည့်မှရမယ်ဆိုပြီးမှ ုံစံမျိုးစုံနဲ့ရအောင်လုပ်သွားတယ်။မဟုတ်ကြတော့တချို့ဆိုလို့ရှိရင်ပတ်စံသိရှားချီပြီးတော့မှကုံသွားတဲ့သူတွေရှိတယ်။ကျွန်တော်လာပြီးတော့ပြောရတယ်မှာပါတယ်။120ထိပါတယ်။သိ120ထိနော်။နောက်ဆုံးသူ့မှာပတ်စံမရှိတော့လို့အဲ့ပတ်စံမရှိတော့တဲ့ဥစ္စာကိုနောက်ထပ်သိအဲ့120ကုံသွားတဲ့ဥစ္စာကိုနော်။အဲ့120က तू investment mission ကိုထပ်မလုပ်လို့ကုံတာပါဆိုပြီးတော့ထပ်လုပ်ရင်ကောင်းမလားဆိုတဲ့အချိန်ကျမှကျွန်တော်လာမိတာ။ဘယ်လိုမှလုံးဖြစ်နေတယ်ဗောနော်။သိ120လို့ပါ။တော်တော်ပဲနော်။အခုညီမကချိတဲ့ဟိုဟာလေးကိုလည်းပေါင်လိုက်ပြီ။ तू က तू ရဲ့ sign လို့လည်း तू ပေါင်လိုက်ပြီ။ ဆိုတော့ဒီ320ထက်ထက်ရမှာဆိုတော့သူ့မှာမရှိတော့ဘူးမရှိတော့အဲ့320ကိုသူ့အမရှင်ရနေပြီးမှဂျူးမယ်ချီးမယ်နိုင်ငံခြားသူ့အမရှင်ရနေပြီးတော့ချီးပြီးတော့မှထဲ့တင်လားဆိုပြီးတော့ကျွန်တော်ကိုလာပြီးတော့မေးတာအဲ့ကြတော့မှ तू ကမေးတယ်အဲ့ချိန်မှာနောက်ကျနေပြီ320ကျတော့ तू ပါပြီးနေပြီအဲ့ဒါကိုနောက်ထပ်320ထပ်လိုက်မယ်ဆိုပြီး तू ကလောက်တာဘလောက်အဲ့ဘလောက်ဆိုးလဲဆိုတော့နော်အဲ့ဒါကြောင့်မလို့ဒီရာကိုသွားပြီးတော့မစမိသေးနဲ့တကယ်လို့ကိုကမယုံလို့စမ်းရင်လို့ဆိုရင်တော့အရင်ဆုံး KB နံပါတ်ပေးပြီးမှ2000တော့ယူလိုက်2000တော့ရတယ်တကယ်ရတယ်ကျွန်တော်တကယ်ရင်2000တော့ရတယ် နှစ်ယောက်သူ့ကိုလာမေးရအဲ့နှစ်ယောက်ကောင်းစီရကြားဖြတ်နှစ်ကောင်းစီရပြန်ပြီးတော့ပြန်ဖြန့်လာငါးအောင်လောက်ပြန်ရတယ်ပတ်စံဒါပေမဲ့ကိုယ့်ရဲ့ KB number တော့ပါသွားတယ်နော်သူတို့ရှိမှာကိုယ့်ရဲ့ KB number နဲ့ဖုန်းနံပါတ်နဲ့ကိုယ့်ရဲ့ number တော့ပါပါတယ်အဲ့တော့လည်းနည်းနည်းအနေနဲ့များတယ်အဲ့တော့ risk တော့ရှိရယ်ပတ်စံလေး2000 3000 4000တောင်နဲ့တော့ဒါတော့တော့မရင်းနဲ့တကယ်မယုံလို့ရှိရင်တော့သွားလို့ကြည့်တကယ်ရလိမ့်မယ်ငါးအောင်လောက်တော့ရလိမ့်မယ်ဒါပေမဲ့အဲ့ခါကကိုယ့်ရဲ့အချက်လက်ပါသွားတာဖြစ်တဲ့အတွက်သတိထားဖို့လိုတယ်တော့ဒီကောင်ကကျင်းတေပေါင်းလိန်တာပါကျွန်တော်အတိအကျကိုယ်တိုင်လည်းဒီကနေပြီးတော့မှကြားဖြတ်အောင်ပြန်ဖြတ်နိုင်အောင်လည်းပတ်စံရတယ် လိန်ခံရတဲ့သူကလည်းအဲ့လိုမျိုးတိတ်ရာချီလိန်ခံရတယ်လိန်နေဆိုတာကခုနကျွန်တော်ပြောသလိုမျိုးလူတယောက်ရဲ့လောဘကိုကစားတာလောဘကိုကစားတယ်အလွယ်လိုချင်တဲ့စိတ်ကိုကစားတယ်ကျွန်တော်တို့ကဘယ်တော့မှပတ်စံဆိုတာကဘယ်တော့မှအလွယ်မရဘူးတမိုးရှိတဲ့အရာတွေအကုန်လုံးကအလွယ်ကူကျွန်တော်ကမရဘူးကျွန်တော်တို့မှန်နေပြီတမိုးရှိတဲ့အရာတွေမှာအမြဲတမ်းအလွယ်ရနေရဆိုလို့ပြီးပါမြတ်တာပဲရှိတယ်ဘယ်အရာမှကျွန်တော်တို့အလွယ်မရဘူးပတ်စံဆိုကိုဆိုးတယ်လုံးဝအလွယ်မရပါဘူးအလွယ်ရတယ်ဆိုလို့ရှိရင်ဒီပတ်စံကကျွန်တော်တို့ကျင်းသိပေါင်းမှားနေပြီလွဲနေပြီတစ်ခုတစ်ခုတော့လွဲနေပြီကိုဘာပြန်ပေးစားရတော့မလဲဆိုတာကပြန်တွေးထားတော့ကျင်းသိပြီ တော့အခုတို့လာမေးတဲ့အကိုတော်သေးတယ်အကိုလာမေးရတော့ပေါ့နော်မလုပ်ပါနဲ့လုံးဝမလုပ်ပါနဲ့အခုကျွန်တော်ရဲ့ follower တွေရောကျွန်တော်ရဲ့ viewer တွေရောဒါမျိုးလာလို့ရှိရင်လုံးဝမလုပ်ပါနဲ့ flow အသီးရနော် viber လာမယ်မိတ်ဆက်မယ်ပြီးရင် telegram သွားခိုင်းမယ် channel subscribe လုပ်ခိုင်းမယ် key pin number တောင်းမယ်ပတ်စံလွှဲပေးလိမ့်မယ် now investment mission ဆိုတော့ဝေးတာပြည့်ချိန်ပြည့်မယ်နော်အဲ့တော့အားလုံးပဲအစီအမံကြပါစေနောက်ပြန်မှာကြောက်ကြတွေ့ရအောင် ကဲကြည့်နေကျွန်တော်ရဲ့တငယ်ချင်းများအားလုံး DBO လေးကတငယ်ချင်းတို့အတွက်လုံးဝဗဟုသုတရစေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်။ဒီကိုပြောသွားတာတွေကလုံးဝမှန်နေဗျာနော်။ကျွန်တော်လည်းဒီလိုမျိုးအရင်တုန်းကလာပြီးတော့ဟိုင်းခံရဘူးတယ်ဗျ။ကျွန်တော်လည်းဝင်ပြီးတော့လှုပ်လိုက်သေးတယ်။ပထမတစ်ဆင့်နှစ်ဆင့်လောက်ပဲလှုပ်ပြီးတော့နောက်ကျတော့လုံးဝကိုအဆက်ဖြတ်ပလိုက်တယ်။လုံးဝကိုဘလော့ပလိုက်တယ်ပေါ့နော်။ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒါမျိုးလာဟိုင်းရင်လုံးဝဘလော့ပလိုက်ပြန်နော်ဒီကောင်နေနဲ့ဝေးဝေးသာနေပြ ဒီခေတ်မှာဗျာအဆက်ဆက်ရာကုံစင်းနှုံကြီးနေတဲ့အချိန်မှာเนาะကိုလည်းမသိပဲနဲ့ဘရားသူမှမသိပဲနဲ့သူ့ရဲ့အချက်လက်ကိုလည်းကိုတိချာမသိပဲနဲ့အဆန်နေကိုအလွယ်တကူလာပေးနေတာခင်ဗျာစဉ်းစားကြည့်လိုက်เนาะသူလွယ်လွယ်ကူကူလာပေးနေတာကကိုစီကသူလွယ်လွယ်ကူကူရချင်လို့ဗျာ ဒါကြောင့်မလို့ဒီလိုအရာမျိုးကိုလုံးဝမစတာအကောင်းဆုံးပဲเนาะကဲတငယ်ချင်းတို့လည်းဒီဗီဒီယိုလေးကနေပြီးတော့ဘ ഹു သူရာတစ်ခုခုရသွားရင်ဖြစ်ကျွန်တော်ကကြည်နေပါတယ်ဗျကဲတငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးတရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျာเนาะဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲစုံတွေးကြပါအောင်မယ်ဗျာเนาะ